ောက်တဲ့သင်ဖို့ဆက်ပြီးပြောချင်ပါလေဒါတော့ကျွန်တော်တို့ဒီလဘကအတိုင်းမူအဲ့တော့လဘကအတိုင်းမူကိုကျွန်တော်တို့ဂုံပြူချောင်းပါလဘကအတိုင်းမူဂုံပြူချောင်းပါအဲ့တော့ခင်ဗျားတို့ကမေးပါလိမ့်မယ်ဒါကျော်စိုးဦးကတော့လဘကအတိုင်းမူဘောမားတယ်လို့ခင်ဗျားတို့ပြောကြည့်ပြောပါလေအဲ့တော့လက်ရှိဒီလဘကအတိုင်းမူရဲ့ဒါဒါကျွန်တော်တို့စာအုပ်ချက်ကိုကျွန်တော်ဂုံပြူရအခြေအနေပါအဲ့လိုပါပဲကျွန်တော်တို့ကအခြားအတိုင်းမူတွေကိုကျွန်တော်ကြံခဲ့မယ်လို့ဟိုခြံထားခဲ့တာမဟုတ်ပါဘူးအခြားအတိုင်းမူတွေလည်းလုံးတင်လုံးတိုင်းနေရာတွေအားလုံးပဲမင်္ဂလာခင်ဗျာတေသတိ channel ပြန်လဲကြိုဆိုလိုက်ပါခင်ဗျာ ီသတိ channel ဆိုရင်မနိုင်ကမဖြစ်ပြနေတဲ့ဒင်းကြောင်းတွေကိုမြဲတက်စစ်ပြနေတဲ့ဒင်း channel ဖြစ်တယ်မို့ကျွန်တော် channel လေးကို subscribe လေးနှုတ်ကိုတောင်းဖို့ပြတယ်ဗျာဒီလိုအသေးသေးတိုင်းကြည့်ဖို့မင်းနာတို့ခေါင်းလောင်းလေးတော့နှိမ့်ခဲ့ဖို့တောင်းဖို့ပြတယ်ဗျာမင်းနာတို့ခေါင်းလောင်းနှုတ်ကိုကျွန်တော်ရဲ့ဒီဒရင်လေးကြည့်လောက်ခင်ဗျာလုပ်ကြပါလေကျွန်တော်တို့ဒါလုပ်တဲ့အရာတွေအားလုံးလည်းကျွန်တော်တောင်းလျှောက်သူရဲ့စက်တိုင်းလည်းကျွန်တော်တောင်းလျှောက်တင်ပြပေးတော့မှဖြစ်ပါတယ်အဲ့တော့ဒီကနေ့ကကျွန်တော်လာပါကတိုင်းပြီကျွန်တော်ဂုံပြူကြောင်းတင်ပြပါလိမ့်မယ်ဒါတော့ကျွန်တော်တို့အမြင့်ချက်ပြုတ်တယ် ညောင်ပင်ဆံများကြီးွားအဲ့ဒီကြီးွားမှာရှိတဲ့အကြမ်းမအုပ်စုရဲ့စကန်ကိုတပ်မတော်နဲ့တပ်မတော်ကျွန်တော်ဒေါသီလာယူမှုဦးဆောင်တဲ့ပြည်သူစစ်တပ်ဖွဲ့တွေတော်ရောက်ရှင်းလင်းပါတယ်အဲ့ဒီရနေရာကကျွန်တော်တို့အီအာရီမြေကမ်းဘေးဖြစ်တယ်တရားပြည်ဒီမန္တလေးတိုင်းနဲ့မကွေးတိုင်းရဲ့ကြားမှာတရှိတဲ့နေရာတရားပြည်အဲ့ဒီနေရာဆက်သွားမယ်ဆိုတော့ကျွန်တော်တို့အဲအီအာရီအီအာရီမြေမြေရှိဒေတာရောက်မြေရှိဒေတာချမ်းချင်းမြေချင်းမြေကလည်းဆင်းလာတဲ့နေရာအီအာရီမြေကလည်းဆင်းလာတဲ့နေရာအဲ့မှာကျွန်တော်မြစ်ဆုံရှိတယ်အဲ့ဒီအေရီယာကိုရောက်ပါတယ်တက်တက်ထွက်မယ်ဆိုရင်ကျွန်တော်တို့ပကုတ်ကို ရေစိုးလမ်းမအောင်ရောက်ပါတယ်တနည်းအားဖြင့်ကျွန်တော်ပခန်းကြီးအမျိုးရောက်ပါတယ်ပခန်းကြီးအမျိုးရောက်ပါတယ်အဲ့ဒီနေရာကိုကျွန်တော်တို့ဒါဒါလုံလုံပူအောင်ဆက်ကြောက်လေတော့ရောက်ရှင်းလင်းပါတယ်ကျွန်တော်တို့ရှင်းပါတယ်ဒေါ်စီယာယူမွေရဲ့ရည်တိချက်ကိုကျွန်တော်တို့ဂုံးပြပါတယ်ဂုံးပြပါတယ်ဂုံးပြပါတယ်တကယ်တော်တဲ့အမျိုးသမီးပါတကယ်ကိုတော်တဲ့အမျိုးသမီးပါအဲ့တော့ဒေါ်စီယာယူမွေကတော့ဒီမိုက်ခဲတော့အုပ်စုကိုသူကတော့စိတ်ခေါ်လိုက်တယ်ကြာအဲ့ဒေါ်စီယာယူမွေရဲ့ပြောဆိုမှုကိုကျွန်တော်ပြပါအောင်ဒေါ်စီယာယူမွေကကျွန်တော်တို့ဒီညောင်ပေဆံပြကြွက်ကိုထိ ंछ ုပ်ပြီးရဲ့နောက်ပိုင်းမှာ ။ तू ပြောခဲ့တဲ့အချိန်ဒီမှာ။ရောင်းနေ။ရောင်းနေတာရောင်းပြီ။ရောင်းနေတာရောင်း။ရောင်းနေ။ဘုန်းကြီး။ရောင်းနေ။သင်းသင်းလေးခွန်လေးကမြင်းရပြည်ခွေးရောင်းပြီးတော့ဘယ်လိုပြောပါ။ခမကန်ကြော်ခဲ့တယ်ဆိုတော့ခွန်ကဒါပါလို့ဒါပါကြီးလို့ဒါပါကြီးလို့။ဒါပါကြီးလို့။ရောင်းနေရောင်းနေ။ပြင်လာမလာမဖဲလာမတော့။ဟာ။စင်ကြီးလာမယ်။ဒီခွန်ရမြားတော့2000ပြည့်တော့မှာတော့။ ေးတက်သွားပြီ။ရရအခုကျွန်တော်ဝင်လိုက်ပါမယ်။ဘုညာမရဘူးကွာ။ဘုညာရှိလားဘုညာ။ဘုညာကငါခဲရောက်ပြန်လာ။ကြားရမယ်ကြားရမယ်။တရားတရားဝတ်တော့တော့တရားဝတ်တော့တရားဒီဒီနဲ့ပေါ့ပါလေ။အဲ့ဒီဒီတော့မပြေရဘူး။ဆရာတို့တရားတို့တက်ခဲ့ပါဆရာတို့တက်ခဲ့ပါ။ကျသတ်ခဲ့ပါမိုက်ခဲ့မတွေ့ဘူးတော့မင်းသစ္စာပေါ့မင်းမင်းသစ္စာပေါ့လေပွဲဦးမလားဟုတ်ကျသတ်ဆရာတို့အချိန်နေကောင်းလား ဒါဒေါ်သီလာယူပေါ်တော့ဗျာကျွန်တော်တို့ညောင်ပင်ဆံညာကြွားကိုထဲချုပ်ပြီးတဲ့နောက်ပိုင်းမှာဒါဒီမိုက်ခဲကိုရှာလို့တွေ့ဒေါ်သီလာယူမှလည်းပြောတာရှင်းရှင်းလေးပဲခင်ဗျားဒီမြင်းညာဒေတာမှလှူရှာတဲ့ PDF တွေဆိုရင်ခေါင်းဆောင်ပိုင်းဆိုရင်အရှင်မယူအသေးပဲပါအသေးပဲလက်ရှိတဲ့ခင်ဗျားအိမ်မှာညောင်ပင်ဆံညာကြွားကိုကြွားမှရှိတဲ့ဒီမိုက်ခဲတို့အုပ်စုစကောင်သွားရှင်းတယ်ရှင်းတဲ့ခင်ဗျားမိုက်ခဲတို့ခွေးပြပြတာခင်ဗျားလေကြီးကျယ်တာခင်ဗျားလေအဲ့မှာရှောက်ကြောနေတာမယ်ခင်ဗျားဒီပြည်သူစစ်နဲ့ခင်ဗျားတပ်မတော်စစ်ကြောလိုက်ခွေးပြပြတာဗျာခွေးလို့ပြေးတာ ခမရလည်းဖုံးဖောက်ပြေးတာဘိုက်ခဲလို့ပါတော့။တော့ဆောင်းမှာဘိုက်ခဲလို့ပါ။စစ်တိုက်တာမင်းတို့ကခွက်ခေါက်ပြီးစစ်တိုက်လို့ရမယ်ထင်တာ။ဟောစစ်တိုက်တာခွက်ခေါက်ပြီးစစ်တိုက်လို့မရဘူး။ခွက်ခေါက်ပြီးမင်းတို့လိန်စားလို့မရဘူးစစ်တိုက်လို့မရဘူး။နော်စစ်တိုက်လို့မရဘူး။အဲ့တော့ဒေါ်ဒီရာယူမုံနဲ့ဒေါ်ဒီရာယူမုံကတော့အဲ့ဒီဒေသမှာတောက်ချောင်းတရောလုံးပြင်းတယ်တောက်ချောင်းပြင်းတယ်။အဲ့အဲ့ဒီဒေတာရဲ့အားတဲ့ချက်ကဒေါ်ဒီယာယုံမှုတို့ကကျွန်တော်တို့ဒီမြင်းညံဒေတာပေါ့မြင်းညံတရောလုံးကိုတို့ကထုံးလို့ပွင့်ရေလို့နှောက်နှောက်နေပုံပုံလေး ဘယ်နေရာမှာဘယ်ဘယ်ပေါက်ကနေဒီကောင်လေးတက်ဘယ်ပေါက်ကနေပြိမ့်မယ်ဆိုတာသိတယ်ဘယ်နေရာမှာဘယ်ကောင်ဥဆောင်တယ်ဘယ်ဟောပြီးတော့ဥဆောင်တယ်အဲ့ဒီကောင်ဘယ်ကနေတော့အကောင်သိတယ်အကောင်သိတယ်အဲ့တော့အဲ့ဒါနဲ့ကျွန်တော်ဒီဒေါ်စီယာယူမွေရဲ့နေမြေကျွမ်းကျင်မှုတိုက်ရိုက်ခိုင်ကောင်းကောင်းမှုမှုတပ်မတော်နဲ့ကျွန်တော်တို့ဒီဒေါ်စီယာယူမွေပြည်သူစစ်ပူပေါင်းပြီးရှင်းတော့ငုတ်ပါချွတ်တော့ဗျာအငုတ်ပါချွတ်တယ်အဲ့တော့နောက်တဲ့ချိန်တွေတခုနောက်တဲ့ချိန်တွေကကျွန်တော်တို့ဝန်တွေညွတ်တယ်နဘက်ကရောအဲ့နဘက်ကရောမှာရှိတဲ့အကြမ်းဖက်အုပ်စုတွေကိုဒါလုံချိုးကြီးတပ်လုံချိုးကြီးပူပေါင်းပွဲတွေကဖော်ထုတ်နိုင်ခဲ့တယ် ပေါ်တော့ငယ်တော့အဲ့မှာကျွန်တော်အကြမ်းဖက်အုပ်စုကြီးအရှင်လိုက်ရတယ်အရှင်ရတာအရှင်ရပြီးတော့ဒါတွေပဲတော့မဟုတ်သေးဘူးမဟုတ်သေး rival 68လည်းရတယ်အဲ့68လည်းနည်းတော့မဟုတ်ဘူး68လောက်ကိုခင်ဗျာတလက်ကို350တွက်လိုက်တိုင်းပေါင်းအများကြီးကိုဖော်တော့နိုင်ရတယ်ဒီလက်နက်တံမှုတဲ့လူတွေကတံမှုကပုံပြီးကြီးတာပါဗျာပုံပြီးကြီးတာပါခင်ဗျာ68လောက်ကိုဖော်တော့နိုင်ရတယ်အဲ့ဒီရွာကဘယ်နေရာလဲနီလဲဆိုတော့ကျွန်တော်1 way street တော့ကုမယ်အဲ့လမ်းပိုင်းကဘေးမှာတရှိတယ်1 way နဲ့ street တော့ရဲ့ဂျားထဲမှာတရှိတယ် တော့အဲ့ဒီကကြော်လုံးဆက်သွားမယ်ဆိုတော့ကျွန်တော်ရွာငန်းကြီးတက်လို့ရတယ်အဲ့ရှမ်းတောင်နဲ့ဆက်နေတဲ့နေရာပေါ့ဗျအဲ့ဒီရွာအဲ့အဲ့အဲ့ဒီရွာနဲ့ဆက်သွားလို့ရတယ်ဆိုတော့ပြောတာအဲ့တော့ရတာကကျွန်တော်တို့ rifle က rifle 68လက်ရတယ်ပြီးရင်ကျွန်တော်လူကပြောပါတော့လူ9ယောက်ရတယ်ဗျာတတော်တော်လူ9ယောက်ရထားတယ်ဆက်ဆက်ပြီးဘယ်တော့ထက်ရလဲအကြောင်းမသိဘူးရထားတယ်ပြီးနောက်တဲ့နေရာကကျွန်တော်ဝမ်းတွင်းမြို့နယ်နေပူကုန်းရွာအော်နေပူကုန်းရွာမှာလဲကျွန်တော်တို့ဒါအကြပ်အုပ်စုတွေကိုအသေးလက်ရတယ်အရှင်လက်ရတယ်အဲ့မှာကျွန်တော်တို့ rifle 6လက်ရတယ် အဲ့ဒီနေရာကကျွန်တော်တို့1နဲ့8တောင်းတော့ကာလန်ကာလန်ပြမှာတရှိတယ်တရှိတယ်ဗျာအဲ့ဒီရောလုံးရလာတယ်အဲ့တော့ကျွန်တော်လပါခါရဲ့လက်တံပြောင်မှု အခြားနေရာကြီးလည်းရှိသေးတယ်ဒါကျွန်တော်တို့ကဒီနေရာတွေကကျွန်တော်တို့ကောက်ထုတ်ပြီးတင်ပြတာပြီးခဲ့ရက်ကလည်းတထိုးကြီးပြုတ်နေတထေကုန်းရွာဘက်မှာအကြဘတ်အုပ်စုစုပေါင်းကျွန်တော်16လောင်းရတယ်16လောင်းနဲ့ကျွန်တော်တို့ rival ဆက်လက်အထက်ရတယ်ဆက်လက်အထက်ရတယ်တောက်လျှောက်ကိုခင်ဗျာလက်တံပြောင်နေလာလိမ့်မယ်ခင်ဗျားတို့တည်ထားပါလေအဲ့တော့ဒီပိတ်တွေမင်းတို့တည်ထားပါလား အခွက်ခောက်ပြီးတော့စစ်တိုက်လို့မရဘူးကွာဟဲ့ခွက်ခောက်ပြီးတော့စစ်တိုက်လို့မရဘူးခွက်ခောက်ပြီးတော့လိန်စားလို့ပဲရတယ်စစ်တိုက်လို့မရဘူးမင်းတို့အညာဒေသဆိုတာကတယောက်ကလည်းအညာဒေသမှာကြီးလာတယ်ကွာအညာဒေသဆိုတာကခင်ဗျရှိတာကထမ်းပေတယ်ပဲရှိတယ်ထမ်းပေတာထမောင်းပေပဲရှိတယ်ပုံးစရာဆိုလို့မင်းတို့ပဲစည်းကုန်ပေအောင်ပါပဲပုံးပါရကျန်တဲ့အပေမရှိဘူးတော့အပေမရှိဘူးမင်းတို့မျောတာဖြစ်သွားလိမ့်မယ် အသေးမခံနိုင်ဘူးဆိုရင်တော့မင်းတို့လက်နက်နဲ့အလင်းဝင်သို့မဟုတ်လက်နက်နဲ့အလင်းဝင်လို့ရတယ်မဟုတ်ရင်မင်းတို့ဘဝကြီးပြီးသွားလိမ့်မယ်ပြီးသွားလိမ့်မယ်မျောစွာဖြစ်သွားလိမ့်မယ်တနည်းအားဖြင့်ကျွန်တော်တို့တဘာဝကိုမောင်းဓာတ်မျောစွာဖြစ်သွားလိမ့်မယ်တဘာဝကိုမောင်းဓာတ်မျောစွာဖြစ်သွားလိမ့်မယ်ဒီလိုနဲ့မင်းတို့ညီအောင်ချတာမင်းတို့ရှိမှာအများကြီးပဲအများကြီးပဲနှက်ကြည့်လိုက်ပါခင်ဗျားလည်းအဲ့ဒါကကီယန်ဒူဘွဲ့တွေအားကောင်းပါလေဆိုတဲ့နေရာတောက်လျှောက်ရှင်းပလိုက်တယ်။လက်ရှိကပြ၄ခုကောလည်းနေထိုင်ပါတယ်။ ဒီကုကောလည်းထိ ंछ ွတ်လာကြပါပြီခင်ဗျာဒါအောင်ကတောတွေတောင်နေတဲ့တော့တောတွေတောင်နေတဲ့တချို့ပြည်တွေကခင်ဗျာရွှေတကူဘုရားတော်ဖူးဖူးတဲ့ကောင်တွေပေါ့အဲ့ဒါကိုကြီး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  February ဒီမိုကရေစီရှောက်အောင်လေကြားဦးတော့ပါနဲ့စကားနဲ့လမ်းဆုံးခင်ဗျာကြည့်လိုက်လေအဲ့ PDF တွေလိုက်ပဲကြည့်လိုက်သူတို့ကြိုက်လို့ဘုရားဖူးဘူးလားကြိုက်လို့ဘုရားတော်ဘယ်နေရာရှိမှသိတဲ့ကောင်လဲချွေတကူဘုရားကိုမဖူးဘူးတဲ့ကောင်တဘုံကြီးတဘုံကြီးခင်ဗျာချွေမော်တော်ဘုရားမဖူးဘူးတဲ့ကောင်တဘုံကြီး ကြီးကြီးရှောက်ပြောနေအာဖယ်ရယ်နိုင်ငံတွေအဒီဘုံစီနိုင်ငံတွေဘာအိရှောက်ပြောနေမှလည်းမသိဘူးသူတို့ဖူးဘူးလားကျန်တာရေမလုံးတဲ့ဟုတ်ရွှေလူဘုရားရောက်ဖူးဖူးဖူးအောင်ဖူးကြိုက်တူဘုရားရောက်ဖူးကျန်တိုင်းတော့မှဆက်ပြောဆက်ပြောအညာဒေသဆိုတာကခင်ဗျားတို့ပေါင်းစရာထမ်းပြီပဲရှိတယ်ထမ်းပြီပဲရှိတယ်နောက်တဲ့ပေါင်းစရာခဏောင်းပြီရှိမယ်ညေပဲရှိမယ်မတ်ပဲပြီပဲရှိမယ်အဲ့တော့မင်းတို့အသေးမခံနိုင်ဘူးဆိုရင်လက်နက်နဲ့အလင်းဝင် ပြီးသွားရင်ထပ်ပြီးလုပ်ရရှိတာကအညာဒေတာမှာ PDF တွေအုပ်ကလေးရှိမယ်။အဲ့ဒါလေးကျွန်တော်အပြက်ရှင်းမယ်။အပြက်ဖြိုးမယ်။နောက်အနာဂတ်သမိုင်းမှာမင်းတို့ရဲ့အငုပ်တွေဘာမှမကြမ်းစီအောင်။ဟုတ်ကဲ့ခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်မယ့်သတင်းလေးကအဲ့ဒါပါခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။ညီမကြီးအများဆုံးပေးကြ